ရီတိုင်းကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရတာများပြားတဲ့အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကပသိမ်စစ်ဆေးရုံမှာစစ်ကူတာနေရတဲ့လူနာတွေပြစ်နေပြီးအာကစားအခွင့်ထဲမှာယာယီဆေးရုံဆက်ကကူတာပြနေရတယ်လို့ပသိမ်စစ်တပ်ရင်းနဲ့နှိဆက်သူတွေစီကနေသိရပါဗျာ။အရာတိုင်းတက်ကငတိုင်းချောင်းလင်းမျက်နာရေကြီးအင်ကပုန်နဲ့တာပါမြွနယ်တွေမှာစစ်ကောင်စီတက်တဲ့အာရခတက်တော်အေပူပေါင်းတက်ဖွဲ့တို့အော်တိုဘာလပထမပတ်ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေကာ စစ်တပ်ဘက်ကထိခိုက်သူများပြားပြီးစေကူတပ်ဖို့နေရာမလွန်လောက်တဲ့အထိဖြစ်နေတယ်လို့ဆိုပါရယ်။ရှစ်တန်းတိုက်ပွဲတွေမှာဒဏ်ရာသူများတဲ့အတွက်စစ်ရုံအတွင်းမှာရှိတဲ့ဂရင်းတွေမလွန်လောက်တော့ပဲစစ်တပ်ရင်အရှင်မှာရှိတဲ့ကစားကွင်းမှာယာယီစစ်ရုံပုံစံနဲ့ကုသနေရတာလို့ပတိန်စစ်တပ်ရင်နဲ့နေဆက်သူတယောက်ကပြောပါရယ်။ပတိန်စစ်မြေပြင်တရင်စမရလေးမှာလက်ရှိစေကူတမှုခံယူနေရတဲ့ဒဏ်ရာရရှိတဲ့စစ်သားအယောက်နေရာထပ်မင်းရှိနေပြီးတာမန်ဒဏ်ရာရရှိသူတွေကိုရေကြီးအမြောက်တပ်၃လေးလေးနဲ့ ကြုံကြော်ခလာရ36တရင်းနဲ့မှာကုသပေးနေတယ်လို့သိရပါပါခင်ဗျာအကျဉ်းထောင်တွေကနေလွတ်ရစေအကျဉ်းသူတွေကိုအကြမ်းဖက်ပုံမှန်တွေတက်ပြီးပြန်လည်ဖမ်းဆီးခံရမှုတွေပုံမဆိုးွားလာတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကအော်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်အကျဉ်းထောင်တွေမှာမတရားဖမ်းဆီးခံရပြီးတဲ့နောက်လွတ်ရစေနဲ့နိုင်ငံရေးအကျဉ်းသူတွေပြန်လည်လွတ်မြောက်လာပေမဲ့ထောင်ဝမှာပြန်လည်ဖမ်းဆီးတာ လူရစေကန်ဒီနိုင်ငံရေးအချင်းသူတွေနဲ့မသက်ဆိုင်တဲ့အမှုတွေနဲ့ထပ်မံဆွဲဆိုပြီးပြန်လည်ဖမ်းဆီးမှုဟာဒီနှစ်ထံမှာပုံမဆိုးဝါးလာခဲ့တာပါစစ်ကောင်စီတပ်ရဲ့တရားမဲ့ဖမ်းဆီးတာမဟုတ်မမှန်ပုံမှန်တက်ပြီးထပ်မံဖမ်းဆီးချုပ်နှောင်တာတွေကိုကျူးလွန်နေတာကြောင့်နိုင်ငံတကာလူ့ခွင့်ရေးကြီးညာစာတမ်း Article 9ရတရားမဲ့ဖမ်းဆီးခြင်းမပြုရဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်တယ်လို့ဆိုပါတယ် ဒီလိုလူ့အခွင့်အရေးချုပ်ဖောက်မှုတွေကိုလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများလူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစောင့်ကြည့်လေ့လာမှုတွေပြုလုပ်ပြီးစုံစမ်းဖော်ထုတ်သွားမယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်နဲ့ဖေကုံမြို့နယ်အဆက်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေစစ်ကြောင်းထိုးနေတဲ့အတွက်အရသား၄၀၀၀ကျော်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ော်တိုဘားလာပထမဘက်ကစပြီးကျေးရွာရှေ့ရွာကဒေသခံတွေစစ်ဆောင်နေကြအခါစာနာရိတ်ခါအမိုးကာအင်တာခွက်ဆေးဝါးနဲ့အဆောင်တွေအေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့မုံမကုံသေးတဲ့အတွက်မုတ်ကတွေလိုအပ်နေပြီးစစ်ဆောင်တွေတိုးလာနေတဲ့အတွက်ကုညီပင်းနေတဲ့အဖွဲ့တွေလည်းမနှိုင်းကြတော့လို့စစ်ဆောင်တာဝန်ခံတရားကပြောပါတယ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကစစ်ကြောင်းထိုးလာတဲ့တခြားကကျေးရွာတွေကိုမီးရှို့တာလက်နက်ကြီးနဲ့ပစ်ခတ်တာအသေးခံ drone နဲ့ဘုံးကျစ်တာတွေကိုလည်းလုဆောင်နေတယ်လို့ဆိုပါတယ် စစ်ဆောင်တွေဟာလူဦးရေများတဲ့အတွက်ဘေးကင်းရာတောတောင်တွေနဲ့ဂူတွေထဲမှာပြန့်ကျဲပြီးနေထိုင်နေရတယ်လို့သိရပါတယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကပြည်သူ့အစိုးရရန်ပုံငွေတွေကနေတဘာဝဘေးတွေအတွက် ထောက်ပံ့ကူညီဖို့ငွေကြက်တန်ပေါင်း6969ဒသမ83တန်းကိုတုံးဆွဲခဲ့တယ်လို့အန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနကအော်တိုဘာလ23ရက်အပြည်ပြည်ဆိုင်ရာဘေးရန်ရဲ့အကြောင်းထိခိုက်ဆုံးရှုံးနိုင်ခြေရှော့ချရေးနေ့မှာထုတ်ပြန်လိုက်ပါတယ် ဆရာနာတိမ်မှုကြောင့်အကြံဖတ်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူလူထုဟာတဘာဝဘေးတွေဖြစ်တဲ့ရေကြီးရေလျှံမှုဘေးမိုခါဆိုက်ကလုန်းမုန်တိုင်းယာကီတိုင်ဖုန်းမုန်တိုင်းအခုနှစ်မှာပဲအဖြတ်ဆွမ်းအားကြီးမတဲ့သခိုင်းငလင်ကြီးစတဲ့တဘာဝဘေးရန်နေရာတွေကိုလည်းရင်ဆိုင်ခဲ့ကြရပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာတော့တဘာဝဘေးရန်နေရာတွေကိုရှော့ချနိုင်ဖို့လှုံ့ဆော်နေကြသလိုမြန်မာနိုင်ငံမှာလည်းအကြမ်းဖက်စစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကိုရှော့ချပေးနိုင်ဖို့တော်လိုင်းရာစုအသီးသီးကကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရအဆိုအဆုံးကြုံတွေ့နေရတဲ့စစ်တကြောင်ဖြစ်တဲ့ဘေးအန္တရာယ်တွေကိုရော့ပါအောင်လှုံ့ဆော်နေကြရတယ်လို့အရသာပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ပြည်သူနဲ့အတူစ조사ဆောင်ရွက်နေကြရတယ်လို့ဆိုပါတယ်ခင်ဗျာမန္တလေးမြို့မှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲခံရပြီးစစ်မှုထမ်းနေရသူဟာအော်တိုဘားလ၁၀ရက်နေ့ကလက်နက်မပါဘဲပူးပေါင်းလာခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့စီကနေသိရပါဗျာ အသက်30အရွယ်ရှေဘိုဇာတိဖြစ်သူဟာသခိုင်းတမ33မှာတာဝန်ကျနေတဲ့ချိန်ပူပမော့ဆက်သွယ်လာတဲ့အတွက်သခိုင်းမြို့ပေါ်ထိသွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်တာဝန်ကျနေတဲ့တမ33တဲကနေကိုလိုယုံပြီးထွက်ပြေးလာခဲ့ရတဲ့အတွက်လက်နက်ခဲယမ်းတွေကတော့ပါလာတာမရှိဘဲမိသားစုတွေကလွတ်မြောက်နေမြေတစ်ခုမှာရှိနေတဲ့အတွက်ဆက်သွယ်ပြီးတော့အနှံပေးလိုက်တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက DVB ကိုပြောပါရယ်ပူပေါင်းလာသူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမန္တလေးမြို့မှာအလုပ်လုပ်နေတဲ့အချိန်စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲတာကိုဖမ်းဆီးခံရတာဖြစ်ပါတယ်။အရင်နောက်တောင်တွင်းကြီးအမှတ်9စစ်အခြေခံလေ့ကျင့်တပ်မှစစ်တပ်နဲ့တိုက်ရောက်ခဲ့ရကစက်တင်ဘာလ12ရက်နေ့မှာတော့သခိုင်းခြေဆိုင်တပ်မှ33ကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။သခိုင်းမြို့နယ်မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အမြန်ဆုံးပူးပေါင်းကြဖို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းလေယာကွားစုံအနားမှာရ ेंजर လက်နက်ကိုင် အာစာ ISO အဖွဲ့ဝင်ဆယောက်ကချုံခိုတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတယောက်သေဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရှိသွားတယ်လို့အာရခတပ်တော် AA ကအော်တိုဘားလာ17ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလာ17ရက်နေ့လယ်3နာရီအချိန်မှာမောင်တောမြို့မြောက်ပိုင်းလေယာကွားဆောင်ရဲ့တောင်ဘက်မီတာ200လောက်အကွာမှာဒေသခံဆိုင်ကယ်ကယ်ရီသမား3ယောက်ကိုချုံခိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အခုလိုတိုက်ခိုက်မှုကြောင့်အသက်22နှစ်အရွယ်ကိုငင်းချန်းကနေရာမှာတင်နောက်ကျောကိုကြည်ဝင်ပြီး ဝမ်ဘိုက်ကဖောက်ထွက်သွားတဲ့ကြီးစံတံရကြောင့်ပွဲချင်းပြီးတည်ဆုံခဲ့ရပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့အာဆာ RS တို့ဟာဘင်္ဂလားဒေ့ရှ်နေဂျာဆောင်တပ် BGB ရဲ့အကူအညီကိုအပြစ်ဝရယူပြီးတော့နတ်မြင့်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကတဆင့်ရခိုင်ပြည်မောင်တော်ခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေတယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့မောင်တော်ခရိုင်အတွင်းရှိဒေသခံပြည်သူတွေကိုချောင်းမြောင်းပစ်ခတ်တပ်ဖြတ်တာတွေဖမ်းဆီးတာတွေလူရဲငွေညစ်တာတွေနဲ့ ြန်ပေးဆွဲတာတွေမိုင်းခွဲတိုက်ခိုက်တာတွေကိုပါဇက်တိုက်ကျူးလွန်လာနေတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်ခင်ဗျာ AR တိုင်းတာပါမြုံနယ်ကျက်သွန်ခွင်းစစ်ဆေးဂိမ်းမှာစစ်ကောင်စီတပ်ကအရသာတွေဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးသိမ်းဆည်းနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ ကျွတ်ုံခွင်းစစ်စေးကိမှာစစ်စင်းနေတဲ့စစ်ကောင်စီတပ်သားတွေကအော်တိုဘားလ10ရက်နဲ့17ရက်ညနေပိုင်းမှာအရသာတွေဝယ်ယူလာတဲ့ကွန်ပစ္စည်းတွေကိုစစ်ဆေးပြီးစံတွေငချောက်တွေ73စီတွေနဲ့အသားငါးတွေကိုတင်းစီကစစ်တုံးဖောက်ကားတွေပေါ်မှာတင်သွားတယ်လို့ဆိုပါရယ်။ဂိမ်းမှာစောင့်နေတဲ့စစ်ကောင်စီတပ်နဲ့အရဝတ်တွေကကွန်စီတွေများများတည်လာရင်ပို့သိမ်းယူနေပြီးလိုအပ်တဲ့အတွက်သိမ်းယူလာလို့ပြောကြောင်းဒေသခံတယောက်ကပြောပါရယ်။စစ်ကောင်စီတပ်ရဲ့ကျွတ်ုံခွင်းစစ်စေးကိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ယောက်လောက်နဲ့ အရက်ဝဲပစ္စောထုတွေကအရသားတွေရဲ့ပစ္စည်းတွေကိုတင်ယူနေတာဖြစ်ပြီးရိုင်းနှက်တဲ့အထိပါလုံနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလပထမပတ်ကလည်းအဲ့ဒီကျက်တုံခွင်းစစ်ဆေးခိတ်မှာအရသားတွေစိုင်းတင်မောင်းလာတဲ့ကားကို PDF ကိုထပ်ပို့တဲ့ကားဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်ခင်ဗျာ။ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြားမှရိုဟင်ဂျာလက်နက်ကိုင်အာဆာနဲ့ ISO အဖွဲ့တွေဟာရခိုင်ဒေသတွင်းကိုဝင်ရောက်ပြီးစစ်ရေးလှုပ်ရှားနေမှုတွေကိုဟန်တားဖို့နဲ့ပါဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB တပ်ဖွဲ့ဝင်တွေကိုထိရောက်စွာအရေးယူပေးဖို့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULA ကအော်တိုဘားလာ17ရက်နေ့မှာထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အာဆာနဲ့ RSO အဖွဲ့ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ယာယီစခန်းအခိုင်အမာစခန်းတွေကိုတည်ဆောက်ပြီးအဲ့ဒီနေရာတွေကတဆင့်ရခိုင်ပြည်နယ်အတွင်းစိတ်ဝင်ကအေအေရဲ့လုံခြုံရေးစခန်းတွေကိုဝင်ရောက်တိုက်ခိုက်နေတာလို့ပြောပါရယ်။ဒါအပြင်အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးချိန်ချောက်တပ်ဖြတ်တာတွေကိုအခုရက်ပိုင်းတွင်ပုံမပြုတ်လောက်လာနေတယ်လို့ဆိုပါရယ်။ဒါအပြင်အာဆာနဲ့ RSO အဖွဲ့ဝင်တွေစီကတင်းစီရမိတဲ့လက်နက်ခဲယမ်းစစ်သုံးဆောင်ပစ္စည်းတွေမှာစစ်ကော်မရှင်နဲ့ BGB အရာရှိတချို့ကငွေကြေးရယူပြီးရောင်းပေးတာထောက်ပံ့ပေးတာတွေတွေ့ရှိရတယ်လို့ဆိုထားပါရယ်။ အခုလိုအေးအေးယူထင်းချောင်းတာမရှိဘဲဆက်လွတ်ပေးထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုစိုးဝါးစွာထိခိုက်လာနိုင်တယ်လို့လည်းသတိပေးပြောဆိုထားပါတယ်ခင်ဗျာလာမယ့်ရက်ပိုင်းအတွင်းစစ်ကောင်မရှင်ကကျင်းပမယ့်တနိုင်ငံလုံးအပြစ်ရစာချုပ် NCA 10နှစ်ပြည့်အခမ်းအနားကိုတိုင်းနာလက်နက်ကိုင်6ဖွဲ့ကနိုင်ငံကတန်တမန်တွေကိုမတက်ရောက်ဖို့တိုင်းနာလက်နက်ကိုင်6ဖွဲ့ပူးပေါင်းပြီးအော်တိုဘာလ13ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် ထုတ်ပြန်ချက်ကိုတော့ကရင်မြို့သားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ချင်းမြို့သားတပ်ဦး CNF မွန်ပြည်သက်ပါတီ NMSP ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU စတဲ့လက်နက်ကိုင်6ဖွဲ့ကပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။ NCU စာချုပ်ရဲ့အနှစ်သာရနဲ့အခြေခံမှုတွေကို2021ခုနှစ်ဆက်အနာသိမ်းမှုကပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ပြီဖြစ်လို့ စက္ကူစုပ်တစ်ခုသာဖြစ်သွားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။အာနာသိန်းစစ်တပ်ရဲ့အပြစ်ရက်10နှစ်ပြည့်အခမ်းအနားဟာလူထုကိုနေ့စဉ်ဘုံကျဲခြင်းနဲ့လူငယ်တွေကိုအထမဆစ်မှုထမ်းခိုင်းနေတဲ့စစ်အုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်ဖြစ်နေတယ်လို့ထုတ်ပြန်ပါတယ်။ဒါကြောင့် UN, ASEAN နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းအဲ့ဒီပွဲကိုမတက်ရောက်ဘဲလူထုနဲ့ယက်တီကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။ အနာဒင်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာကြိုတင်မဲပေးနိုင်အောင်ဆိုပြီးဂျပန်နိုင်ငံတိုကျိုမြို့ရှိစစ်ကောင်စီတန်ယုံကပုံစံ15တင်ရမဲ့ရက်ကိုထပ်တိုးပေးလိုက်တယ်လို့ထုတ်ပြန်ပါတယ်။တန်ယုံအနေနဲ့ပုံစံ15တင်ရမဲ့ရက်ကိုစက်တင်ဘာလ8ရက်နောက်ဆုံးထားသတ်မှတ်ခဲ့ရကနေအော်တိုဘာလ6ရက်နေ့ထိရက်တိုးပေးခဲ့ပြီးအခုထုတ်ပြန်ချက်မှာတော့အော်တိုဘာလ15ရက်နေ့ထိထပ်တိုးပေးမယ်လို့ဆိုပါတယ်။ကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့နိုင်ငံပြင်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေကြံရှိတာမဖြစ်ရအောင်ရက်ထပ်တိုးပေးတာဖြစ်ပါတယ်။ အခုလိုရတိုးပေးတဲ့ဂျင်ညာချက်ကိုကိုနဲ့နှိစက်ရမြန်မာနိုင်ငံသားတွေစီကိုဖြန့်ဝေအသိပေးဖို့မြစ်တာရက်ခံတယ်ဆိုပြီးတော့လဲတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပြပရမြန်မာနိုင်ငံသားတွေကြားမှာမဲပေးဖို့စိတ်ဝင်စားမှုမရှိတာကြောင့်ဂျပန်နိုင်ငံကတန်ယုံနီးတူတခြားနိုင်ငံတွေကစစ်ကောင်စီတန်ယုံတွေကလည်းပုံစံ15တရာမဲရက်ကိုပထမတစ်ကြိမ်တိုးပေးခဲ့တာရှိပြီးနောက်တစ်ကြိမ်ရက်ထပ်တိုးပေးတာကိုတန်ယုံကအသိပေးလာတာလည်းဖြစ်ပါတယ်ခင်ဗျာ ရှမ်းပြည်နယ်မြောက်ပိုင်းတိပောင်းမြို့နယ်လန်းခွန်ရွာအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့ဒေသခံတွေကလည်းသိရပါဗျ။လက်ရှိမှာကျင်းတီတရားနီးတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်တွေကလန်းခွန်ရွာကိုရောက်နေပြီလို့ဆိုပါတယ်။ဒေသခံတွေကတိုက်ပွဲနီးကလာသလိုလေကြောင်းအနေရဆိုးရိမ်နေတဲ့အတွက်ရှောင်းတိန်ကုန်ကြပြီဖြစ်ပြီးစစ်ကောင်စီတပ်တွေရောက်နေတဲ့လန်းခွန်ရွာနဲ့တိပောင်းမြို့ဟာရှစ်မိုင်လောက်သာကောက်ဝေးတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြောင်မဲမြို့နယ်လေကြီးရွာနဲ့ ပစည်းဝါတွေကိုလည်းအော်တိုဘာလ12ရက်နေ့ညနေ9:00နာရီကျော်လောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေနေထိခိုက်ခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတီဘောနဲ့ကြောင်မဲကိုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာအထွေထွေရေကောက်ပွဲကျင်းပမဲ့မြို့စင်းနဲ့ထည့်ထားပြီးကြောင်မဲမြို့ကိုတင်ယူပြီးတဲ့နောက်တီဘောဘက်ကဦးတီကဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာ။မန္တလေးတိုင်းမန္တလေးမြို့ကဆွေတော်ကားဝန်းမှာ စကိုင်းဘက်ချမ်းကူရမဲ့ကားတွေကိုစစ်စေးကြန့်ကြာနေတဲ့အတွက် ကားပိတ်တာတွေပိုဆိုးလာနေတယ်လို့ကုန်တယ်ရမောင်းနယ်စီကနေသိရပါဗျ။မန္တလေးကနေမြကြီးနားကိုတက်ရမဲ့ကားတွေဟာဆွဲတော်ကားဝန်မှပြေကုန်တဲ့အတွက်62လမ်းအထိကားတွေပြင်းနေပြီးကားထွက်ရဖို့15ရက်နေပါကားတွေတန်းစီရတယ်လို့ဆိုပါဗျ။တရက်မှာကားအစီးရေက30ကျော်သာစစ်နိုင်ပြီးတရက်ကိုကားအစီးရေရာခိုင်နှုန်းရှိတဲ့အတွက်ကားတွေပိတ်ကုန်တာလို့ကုန်တင်ရှင်မောင်းတယောက်ကပြောပါတယ်။ လန်ခင်းကြောင်းနဲ့တဲကားတွေကလွဲပြီးမန္တလေးကနေစကိုင်းရွှေဘုံမုံရွာနဲ့မြจีนာမျိုးတွေဘက်ကိုသွားမဲ့ကုန်ကားတွေကိုဆွဲတော်ကားဝန်းမှာအကုန်စစ်ဆေးနေတယ်လို့ဆိုပါတယ်။စကိုင်းဘက်ကိုကူးမဲ့ကားတွေကိုအရင်ကတရားပေါ်မှာသာစစ်ဆေးတာဖြစ်ပြီးငလင်တန်ကြောင့်တရားဟောင်းကြိုးစားတဲ့အတွက်တရားတစ်ကိုလည်းကုန်ကားတွေအဖြတ်မခံတော့ဘဲဇက်နဲ့သာကူးရတယ်လို့သိရပါတယ်ခင်ဗျာ။ဒီကနေ့အော်တိုဘားလ17ရက်နေ့နေ့လယ်12:10မိနစ်ခန့်မှာစကိုင်းတိုင်းမင်းကြီးမြို့အနီးမှာ ရစ်စတာစကေလေးသမား6အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ရန်စီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ငလင်ဟာအလောင်းတော်ကတ်တပအမျိုးသားဥယျာဉ်အနီးမြေအောက်အနက်60ကီလိုမီတာဝန်းကျင်မှာဗဟိုပြုတ်ပြီးလောက်ခတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လမှာလည်းရန်ကုန်နဲ့မန္တလေးအနီးမှာနောက်ဆက်တွဲငလင်လောက်ခတ်မှုတွေရှိခဲ့ပြီးပြင်အား9တသမဝန်းကျင်အထိလောက်ခတ်တာတွေလည်းရှိခဲ့ပါတယ်။စကိုင်းငလင်လောက်ခတ်ပြီးတာ9လကြာမြင့်လာပြီးဖြစ်ပေမဲ့လည်း နောက်ဆက်တွဲငလင်ငယ်တွေလောက်ခတ်မှုတွေကဇတိုက်ဆိုသလိုရှိနေတာကြောင့်စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ပဲနေနေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်ခင်ဗျာ။